ကျွန်တော်ဒီနေ့အတွက်ဆောင်းပါးလေးတစ်ပုဒ်ကိုပဲဖတ်ပြချင်ပါတယ်ဒီဆောင်းပါးလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်နေရာနှံပြရှိငရင်ပေးတင်ခံဒေသမှပြည်သူများအားလုံးလေးဘေးကင်းကြပါကြပါစေဗျာအေးတော်ဘုံအောင်ကိုအောင်ရမည် ကောင်းငရင်စောတနိုင်ငံလုံးမှာငရင်ပေးဒုက္ခဆိုကြီးကနေပြည်သူတွေကိုဆွဲထုံနိုင်မှုအတွက်နိုင်ရတာဝန်ကိုစီထမ့်ပီလှုပ်ဆောင်နေကြတဲ့ပရာဟိတာဖွဲ့တွေပြည်ပနိုင်ငံတွေကကေဇေကြီးတပ်ဖွဲ့တွေဟာနေမနာညာမှာစ조사ပန်းစားပါပဲဒီအချိန်မှာတော့ကျွန်တော်တို့ရဲ့အာခမြမတပ်မတော်မှစစ်သားဆိုသူတွေဟာအထိကအပြည့်စီပြင်းထန်ဆိုးဝါးလုံးနဲ့နေရာဒေသတွေမှာမတွေ့ရပဲ။ ပြိုကျနေတဲ့ဖျားဟုတ်တစုဘော်ကအုပ်တွေကိုပြည်ပြင်းတွင်းနဲ့လက်ဆင့်ကမ်း၍တည်ယူနေကြပုံများနှင့်မန်လေးနမ်းမြို့ရိုးကအုပ်ပုံပေးမှလှုပ်လီလှုပ်လဲဖြင့်အုပ်တည်နေကြပုံများကိုသာ တွေ့နေရသည်စစ်ဘော်ချုပ်ကြီးများနှင့်အပေါင်းပါတစုရဲ့ထာဝရကောင်းစားရေးစီစဉ်ဖြင့်လူရုဤအာဏာကိုအတင်းအကျပ်သိမ်းယူခဲ့ပြီးနောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထဲသို့ရောက်ရှိသွားသောလူငယ်များ အလုတ်ကင်ခွင်လန်းရှာပေါမှုကြောင့်ပြည်ပနိုင်ငံများသို့တွား၍အလုတ်လုတ်ကင်နေသည့်လူငယ်များမှာမနှဲမနှောပြည်တွင်းရှိလက်ကျန်လူငယ်အချို့မှာလည်းစစ်ကောင်စီစစ်မှုမထမ်းမနေရဥပဒေဖြင့်စစ်တပ်ထဲသို့ရောက်ရှိသွားသူတွေကအများစုဒီလိုခြေနေမှာကယ်ဆယ်ရေးသမားတွေဟာ အုတ်ကျိုးပဲ့ပြက်စည်းတွေချားထဲမှာပိတ်မိနေတဲ့ပြည်သူတွေလွတ်မြောက်ရေးကိုဘာဆက်ပစ္စည်းကိရိယာကူညီမှမပါဘဲ လက်ချီတက်တက်ဖြင့်စူးစမ်းနေတဲ့ချင်းအဲ့ဒီထဲကလူငယ်တွေကိုစစ်သားတစ်စုဆောင်းရန်ကြိုးပမ်းနေသည်မှာပြောစရာစကားလုံးမရှိတော့လောက်အောင်ပင်အော်နှလုံးနာယွန်ရှာဆက်ဆုပ်ဖွဲပင်ဖြစ်သည်တချင်ကဆိုရင်ကြောင်ရရထရရကားဖြင့်ကပေးတင့်ဒေတာများကိုအွန်လိုက်ကျင်းလိုက်ရောက်လာတဲ့တော်လူငယ်စုဖွဲ့များကို ကျွန်တော်တို့မြန်မာနိုင်ငံမှာကြည်နူးမျက်ရည်ဖြင့်နေရာဒေတာတီးတီးတွင် တွေ့ရှိနိုင်ခဲ့သည် ယခုမူကားထိုလူငယ်များထဲမှအများစုသည် မိษาတွေကိုတော်လန်တိုက်ခိုက်နေသော လူငယ်များဖြစ်၎င်းရေချောင်းမြေချောင်းမျက်ရည်ချောင်းမှလူငယ်တွေဖြစ်နေ၎င်းမြမပြည်ငရဲကိုအဝေးကနေသာငေးကြည့်ုံမဲတက်နိုင်လေတော့သည်အစွန်ပိုင်းကာလတုန်းကစစ်ကောင်စီဟာသူတို့ရဲ့ရွေးကောက်ပွဲအတွက်ကဘာကိုဝါရဖြန့်နိုင်မှုရာအတွက်ပြည်ပမှသတင်းဌာနတစ်ခုကိုဖိတ်ကြားထားခဲ့သည်သူတို့ဖိတ်ကြားထားသည့်အေဂျင်စီယာသတင်းဌာနက ငရင်ပေးစိုးကြီးတွင်အထက်ဘ ਹੁ ချက်ဖြစ်သည့်သခိုင်းနှင့်မန်လေးမြေပြင်များသို့တွားရောက်ပြီးအချိန်ပြည့်တိုက်ရိုက်တင်ဆက်ပေးနေသောအခါစစ်ကောင်စီ၏ရုံမာယွန်းရှာပွဲကောင်းတော်လုပ်ရများကိုကဘာကတဖြည်းဖြည်းနှင့်တိရှိလာလိမ့်ပြီ။ဒါဟာစစ်ကောင်စီအတွက်ကိုမွေးရဲ့မြောက်ကိုပြန်ခြောက်ပြီးကိုရှုကိုပတ်နေခြင်းဖြစ်သည်။ဒီကြားရဲကောင်းချင်းကြည်တော့ဝဲလာပြီးတဲ့ပထွေးကိုလက်ထဲဒုတ်ကင်လာတယ်ထင်ပြီး တရုတ်ကကွန်ကြီးလာပြီးတဲ့ချက်ချင်းဒီရန်တန်းကိုလေကြောက်ကန်ကန်ပြီးပြစ်လို့ပြစ်တရင်တွေကို ဖုံးလို့မနိုင်တော့မှ မိုးဘော်ကို ထောင်ပြစ်တာပါလို့မဲလုံးကိုယ်တိုင်ထွက်ရှင်ရတယ်အကြောင်းရင်းကသူတို့ကားတွေကမြန်မာနံပါတ်တွေနဲ့မို့ပါဆိုပဲကြလဲကြတဲ့ကောင်းတွေကိုပိန်းတာကိုဆောက်သုံးမကြတာနိုင်ငံတကာသိအောင်ငရင်တန်းပြန်လေထူထောင်ရေးအတွက် AB 22ရဲ့ထီယာယီပြည့်ရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ယုံကသတင်းထုတ်ပြန်တော့ KIA ဘက်ကဗိုလ်ချုပ်ခွန်မော်ကလည်း KIA အနေနဲ့လည်းပြည့်ရက်မဲလို့ထုတ်ပြန်နေမဟာလဘက်ကနေပြည့်ရက်ထုတ်ပြန်ထားတဲ့ကာလအတွင်းမှာတိုင်းရင်သားလက်နက်ကိုင်ဖွဲ့တွေနဲ့တခြားလက်နက်ကိုင်ဖွဲ့တွေအနေနဲ့တပ်စခန်းတပ်ဌာနချုပ်တွေကိုနှောက်ယှက်တိုက်ခတ်ခြင်းမလုပ်ဖို့အင်အားစုဆောင်းတာနဲ့နေမြေချက်ထွင်တာတွေပါမလုပ်ဖို့သတိပေးတားမြစ်ထားလိုက်သေးတယ် ဒါဝိမဲ့လေခွေမီကောက်တွေဟာကြီတော့စွတ်တုံးခဏတောင်ရအောင်ကောက်နေကြစေပါပဲအပြည့်ရထုတ်ပြန်ပြီး24နာရီမပြည့်သေးခင်ပါပဲကချင်ပြည်နယ်အတွင်းရှိဗမောင်နဲ့အင်းတော်ကြီးတို့တွင်စစ်ကောင်စီကလေကြောင်းမှဘုံကျဲတိုက်ခိုက်နေပြီးဝိုင်းမော်မြို့နယ်တွင်လည်းစစ်ကြောင်းထိုးတိုက်ခိုက်မှုတွေပြုလုပ်နေပြန်တဲ့မနေ့တုန်းကလည်းကရင်နီကဖရုဆိုနဲ့ဘောလခဲမြို့နယ်တွေမှာအပြည့်ရကြီးညာပြီးမှလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်တယ် ျင်းဝစ်ဆိုတာဂျွန်နဲ့လာလို့မိကွန်းထုတ်ရမယ်မြမစတန်ဒတ်အာမီကြီးပါပဲခင်ဗျာအပြစ်ရဲ့ချင်းညာပြည်တဲ့နောက်ပသိမ်မုံရွာလမ်းမင်းကရင်းမပင်ရှေချမ်းကြီးရွာချိုနဲ့စလင်းကြီးမြောက်ချမ်းကြီးရွာချိုကဒေသခံတွေဟာဘေးလူရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီဘက်ကကြီးရွာတွေစီကိုလက်နက်ကြီးတွေနဲ့မနေ့ကမနေ့ပိုင်းအထိပြစ်ခတ်နေတဲ့။အကြောင်းရင်းကတော့ဘာမှထိတွေ့တိုက်ပွဲမရှိပါပဲ။ ်စကိုင်းတိုင်းစလင်းကြီးမြို့နယ်ဝမ်ပောင်ကုမ္ပဏီကကျင်းနီတဲကားတွေမထွက်ခင်လမ်းကြောင်းရှင်းတဲ့အနေနဲ့ပါတယ်ခင်ဗျာကျွန်တော်တို့ငယ်စဉ်ကလေးဘဝတုန်းကကစားပွဲတွေမှာဂရိကဝတ်ပြုတ်ကြပြီးဆိုရင်တုံးနေကြစကားပုံလေးရှိပါတယ်မင်းမသစ္စာလူမဂရိနတ်မသမာရီတဲ့တိုင်းသည့်ပြည်သည့်ထုတ်ပြန်ထားတဲ့ကိုစကားကိုတောင်မှတရက်ပြည့်အောင်တာဝန်မယူနိုင်တဲ့အကျန်းဖက်စစ်တပ်ဟာပြည်သူတွေရဲ့အတိတ်ဒုက္ခနဲ့ပတ်သက်ပြီး စိတ်ပူပန်တော့ကရောက်မှုလည်းရှိမှာမဟုတ်တာအသေးချစစ်ကောင်းဆောင်တွေဟာအခုလိုမျိုးတိုင်းပြည်ရဲ့ကပ်ဘေးဒုက္ခတွေကနေပြီး အမျက်ထုတ်နေကြပဲမဟုတ်လားဒီကြားထဲမှာနေဝင်းလက်ထက်ကစပြီးစိတ်သက်တွေကိုစနစ်တကျရိုက်ချိုးဖျက်ဆီးခံလာရတဲ့လူရန်းစားတချို့ဟာလေငရင်ဘေးကိုခုရုံးလို့အမျက်ထုတ်နေကြပြန်နေကိုလုံးမကိုစားရမယ်ဆိုတဲ့တွေးခေါ်ကနေကိုမငန့်ဖို့သာအရေးကြီးဆုံး အဲ့ဒီကနေတဆင့်ဘဲသူတေတေငတေမာပြီးရောဆိုရယ်စိတ်သက်တွေထိနှိတ်ကြပျက်စီးသွားလိုက်ပုံများစကိုင်းဘက်ကဘေးတင်ခံဒေတာတချို့မှာတချို့လူတွေဟာဘာမှထိခိုက်ပျက်စီးမှုမဖြစ်ပါပဲအဲ့ကြီးတလုံးဆောင်လို့လူရန်ပစ္စည်းတွေဝေသမျနေရာတိုင်းမှာလက်ယူနေကြတည်းတချို့နေရာတွေမှာကြတော့အလူပစ္စည်းတွေတဲလာတဲ့ကားပေါ်ကို အတင်းတက်အတင်းယူနေကျွန်တော်တို့တိုင်းပြည်ကလူတချို့ရဲ့စိတ်သက်တွေအောက်တန်းကြမှုဟာရှက်ဖွယ်လိလိပါပဲ။ ဒါရီဟာနိုင်ငံတော်အာဏာကို မတရားလုယူထားပြီးကိုကျိုးကလွှဲရင်ဘယ်အရာကိုမှစိတ်မဝင်စားတဲ့စစ်ကောင်းဆောင်ရဲ့လက်ထဲမှာတိုင်းပြည်တစ်ပြည်ခံစားနေရသောဘေးထွက်ဆိုးကျိုးတွေပင်အခုလဲနိုင်ငံတဝင်းလုံးကဘေးရုခတွေကိုမျက်ကွယ်ပြုပြီး လူရဝင်ခြင်းလွန်းတော့ထိုင်းနိုင်ငံက စီဝေးကို ခွေဝဲစားလေးအလူတွေ့သလိုဥယဖာယာပြည့်တက်ပြန်လီပြီးထိုနိုင်ငံကတက်တက်စဝင်ကြီးချုပ်မကတောင် ငရင်လှုပ်တော့လှုပ်လက်ဆစီဝေးကိုဖြက်မြေပြင်ကိုတန့်ဆင်ပြီးပြည်သူတွေနဲ့တသားရဲနေ၍ကယ်ဆယ်ရေးလုပ်ငန်းတွေကိုအထောက်အဆုံအလင်းမြန်ဆုံးပြုလုပ်ထားနိုင်တဲ့သူပြည်ပနိုင်ငံတွေကကယ်ဆယ်ရေးဖွဲ့တွေနဲ့လက်ချီတက်တက်ပရဟိတသမားပြည်သူတွေလက်ထဲမှာတိုင်းပြည်ရဲ့နေစဉ်ငရဲကိုထားခဲ့ပြီးအမတန်မှလူရောင်ဝင်ရင်သူမင်းအောင်လိုင်ကပြည်သူတွေကိုလှုပ်ပေးတဲ့အရာဒီကဝန်내ပွင့်နေ့တတ်မှတ်ပေးခြင်းနဲ့ အလန်တိုင်းတဝက်ချပြီးဥညွတ်လေးပြူခြင်းနဲ့လီဒီလိုချင်းနေနဲ့ဒီလိုအကြောင်းတရားတွေကြောင်းငငယ်ကအမေကြီးပြောနေကြစကားပုံလေးကိုတော့တွေးမိတယ်ကန်ကြီးစလင်းလို့တလို့တဲ့ဒါဟာတခုခုကိုအလိုမချရင် အမေကြီးရဲ့မြည်တွန်တောက်တီးနေကြစကားလုံးလီအကြောင်းတိုက်ဆိုင်လာတော့အမေကြီးပြောခဲ့ဘူးရာက စိတ်ထဲရောက်လာတယ်ရွာမှာကိုကန်ကြီးဆိုတဲ့လူတူးရှိတယ် လူကတက်တာကြီးလာတယ်အကြံတုံးညံတုံးနဲ့ကြီးပေါ်ကြီးဘာကိုမှလည်းဖြစ်မြောက်အောင်မလုပ်နိုင်သလိုသူများလောက်ပြန်ရင်လည်းမကြိုက်ဘူးသူ့တောင်မလုပ်နိုင်တာကန်ကြီးနှုတ်မှာစင်ကြီးဆင်လက်ကအမြဲတမ်းဆင်တဲ့ဆလင်းမျိုးဆိုတာကရွာနဲ့16မိုင်လောက်ဝေးတယ်အဲ့ဒီခေတ်ကာလတုန်းကတောဘက်ဒေသတွေမှာ စပိန်ဆိုတာအမြန်ဆုံးရင်ပဲဒါပေမဲ့လည်းအများစုဟာ တနေရာကို သွားဖို့လာဖို့ကိုခြေချင်းရှောက်ကြရတာများတယ် အဲ့ဒီတော့သွားစရာလာစရာကိစ္စပေါ်လာရင် အပူရန်တက်တောင်းနနက်ဝေလီဝေလင်းကနေထသွားကြလိရှိတယ်အမေကြီးဝိုင်းမှာလဲဒီအပိုင်းလေယာဉ်လုပ်ငန်းခွင်အတွက်လိုအပ်တာတွေဝယ်ဖို့ချမ်းမို့လို့နေပြီဒါကြောင့်မို့မကြီးပင်ရင်ကကွက်ပစ်ပေါ်မှာကြော့ခင်းနေတဲ့တားဖြစ်သူကန်ကြီးကိုလှန့်ပြောလိုက်တယ်ဟဲ့ကန်ကြီးနင်မနက်ကိုစလင်းသွားရောင်းမေကန်ကြီးကဘာမှပြန်မပြောသူကြားတဲ့အကြောင်းကို ခေါင်းတစ်ချက်ငိမ့်ပြလိုက်တယ်။ဒီလုံးနဲ့မနဲ့၄နာရီအောင်မောင်းခောက်တော့အမေကြီးဝိုင်းတယောက်ကန်ကြီးကိုစလင်းလွတ်ဖို့နှိုးရမယ်ဆိုပြီးမိကွက်ထွန်ပီပီချင်းမှာပဲခြံဝကနေလူတယောက်ရှောက်လာတာကို မြင်လိုက်ရလို့ရင်နန်စီမိကွက်အလင်းရောင်နဲ့အနီးကပ်ကြည့်လိုက်ပြီးတော့မော်ကြီးပန်းကြီးနဲ့တားဖြစ်သူကန်ကြီးဟဲ့ကန်ကြီးနင်ပါလုံနေတာလေဆိုတော့အမေပဲမနဲ့စလင်းသွားရမယ်ဆိုလို့နှစ်ချက်တီးကလေးကထထသွားတာအခုမှပြန်ရောက်တယ်တဲ့ အဲ့ဒီအချိန်ကလေးကတခုခုကိုအကျိုးဖြစ်ထွန်းမှုမရှိအကြောင်းရင်းကိုမလိလာဘဲအချိန်ကုန်လူပန့်ဖြစ်ရပြီဆိုရင် ကံကြီးစလင်းလို့ဆိုတဲ့စကားပုံကိုတုံးကြတော့တာပဲဒါပေမဲ့မေကြီးတို့ခက်က ကိုကံကြီးဟာတုံးနေပြင်းနေဖြင်းနေဆိုပေမဲ့သူလုရမယ့်အလုပ်ကိုတော့လုဖြစ်အောင်လုပါသေးတယ်ဒီဘက်ခက်ကကံကြီးတွေကတော့စလင်းသွားရမယ်ဟိဆိုတာနဲ့ခိုးဖို့လူဖို့မိရှို့ဖို့ဆိုတာကလွဲပြီး လမ်းမော်ကအမိုက်တစားကိုတိချာကောက်ဖို့တောင်းသူတို့စိတ်မဝင်စားကြပါဘူးခွေမီကောက်ဆိုတာကြီတော့စွတ်လို့မဖြောင့်တလို့ငရင်စွတ်လဲဘယ်တော့မှဖြောင့်နိုင်မည်မဟုတ်ဝေး